ဘာလို့လူနဲ့ဆရာတို့တက်ကြွတစ်ခုကိုကုန်တော့မယ်တက်ကြွတစ်ခုကိုကုန်တော့မယ်ဆိုတော့ဒီ2025ကိုမကြခင်အခုဆိုရင်တော့2025ရဲ့17လပိုင်းလလေကိုရောက်လာပြီအဲ့တော့2025ခုနှစ်ကရဲ့ပေါင်းချင်း6ဖြစ်တဲ့ Harmis ကိုကတ်ကိုကိုစားပြုတဲ့နှစ်ရဲ့အနောက်ဆုံးလောက်တော့ခြေဒီလာကုန်ရင်ရောက်တော့မယ်အဲ့တော့ဒီ2025ခုနှစ်အတွင်းမှာဆရာမိတ်ဆွေတို့အနေနဲ့ဘယ်ယာတွေထူးထူးခြားခြားပြောင်းလဲခဲ့လဲဘယ်နေသားတွေရဲ့မိတ်ဆွေတို့ရဲ့ကံအာရောဘယ်လိုကြည့်မလဲဒါဆိုနောက်နှစ်အတွက်ဘာတွေပြင်ဆင်ထားရမလဲ အဲနောက်26မှာရောမိတ်ဆွေတို့ဘယ်လိုရှိပြလဲဆိုတော့ဆရာကအကျဉ်းသုံးသပ်ပြီးမှဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အတွင်းမှာတနင်္ဂနွေကစလို့6ရက်ဘွားဟာလား9ရက်သား6ရက်ဘွားတွေအားလုံးအဲကောမန်လေးတွေရေးပြသွားကြပါဦးကံအရှင်တွေဘယ်လိုရှိမလဲဒါအပြင်2026မှာဘာတွေပြင်ဆင်ထားရမလဲကိုဆရာကပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ပထမက2025 20256ကိုပေါင်းရင်ကိုကနန်းဖြစ်တဲ့နှစ်မှာမိတ်ဆွေတို့အားလုံးရောဘာတွေအပြောင်းလဲဖြစ်ခဲ့သလဲဆရာက ြောပြပေးမှဖြစ်တယ်။ဘာမှမပြောခင်မှာဆရာမေဆွေတို့အနေနဲ့ဒီ2025ခုနှစ်အတွက်ဟာလာကုန်ပြီဆိုတော့ဒီဇင်ဘာလေးကိုရောက်လာပြီ။ဆရာ1389ကိုကုန်လို့88ကိုတော့ဆရာအဲတနစ်စာမပေးတော့ဘူး။သို့တော့ဟို2026ခုနှစ်အတွက်တနစ်စာကိုတော့ ခုနှစ်သားရှိရသားသမီးတွေအားလုံးဆရာရှိမှလာပြီးတော့တနစ်ဆာဟောစရံနေကြိုတင်စင်းရင်သွင်းလို့တော့ရပါပြီ။သို့တော့ကြိုတင်တော့စင်းရင်သွင်းပြပါခင်ဗျာ။ဆရာမနစ်ကလို့ပဲထူ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 တော့မဟုတ်ဘူးတနစ်ဆာဟောစရံကတော့ဆရာရှိမှ9000ကျပ်ပါခင်ဗျာ။အဲမိတ်ဆွေတို့ရဲ့တနစ်တာလရဲ့နော်ဟိုလရဲ့အရှိနေတလာချင်းစီရဲ့ లై ကိုအကျိုးပေးတဲ့အရောင်နေနေသားတွေကနန်းတွေအရာတွေအားလုံးပြင်ကျမ်းမာရေးစီးပွားရေးလူမှုရေးအဲငွေကြေးအဆက်ဆက်ရရအားလုံးပါတဲ့ပြင်ကိုမိတ်ဆွေတို့နေဒီနှစ်ထဲမှာဆရာရေတရာတွေကိုလည်းဗာလေးအထက်ပြရမလဲဆိုတော့မိတ်ဆွေတို့စိတ်ဝင်စားလို့စောင့်ကြည့်ပါ ပေါ့တေချာပါတယ်မိတ်ဆွေတို့အနေနဲ့တာမန်စာရာစစ်ရင်တော့ဆရာစေတနာလောက်ပူတာဆိုတော့မိတ်ဆွေတို့2026ခုနှစ်အတွက်တနစ်စာဟောစရံအော်ဆရာပါတယ်လက်ဆောင်ပေးမလဲဆိုတော့မိတ်ဆွေတို့စင်ရင်မဲ့ကြိုတင်ပေးလိုက်ပါတခုတော့ပေးပါမယ်မနစ်ကအဲ2026ဟုတ်တာအတွက်ကိုတနစ်စာဟောစရံနေမရတဲ့မိတ်ဆွေများကတော့ဆရာကိုနည်းနည်းလေးနားလည်ပေးပါဒီတနစ်တော့ကျွန်တော်မနစ်ကလည်းမရလို့ဆိုတာပြောပြပါကျွန်တော်ဦးစားပေးတော့ရေးပေးပါမယ်ခင်ဗျာကျွန်တော်လည်းဒီမှာမန္တလေးရောက်လိုက်နေပြည်တော်ရောက်လိုက်တောင်ကြီးရောက်လိုက်နဲ့အဲ2025ခုနှစ်ကတော့ဆရာငယ်အတွက်တော့ အဲဖိမမြဲတဲ့နေ့ဖြစ်လာတော့အတေရာပဲဖြစ်တယ်။ကောင်းပြီဆိုတော့ဒါဆိုရင်2025ကိုတနင်္ဂနွေကိုစတင်ပြီးတော့ဆရာတို့ review လုပ်လိုက်ရအောင်2025ခုနှစ်အတွင်းမှာအဲဆရာတို့နေ့တွေလီလီပြောင်းလိုက်ဟောဆရာပုံမှန်တိုင်းပြောနေကြဆိုလို့ရှိရင်နှစ်ကို လကစားတယ်လကိုရက်ကစားတယ်ရက်ကိုနာရီကစားတယ်နာရီကိုမိနစ်ကစားတယ်မိနစ်ကိုအချိန်ကစားတယ်အချိန်တွေဒီလိုနဲ့နေ့လီလီရက်အတွက်အတွက်စက္ကန့်အပုံပုံကူးပြောင်းလာတာအခုဆိုရင်မကြခင်မှာ2025ဆိုတဲ့တက္ကသိုလ်တစ်ခုကို ကုံတော့မယ်ပြက်ကရင်တခုကိုကုံတော့မယ်2026မှာဘာတွေပြင်ဆင်တင်တယ်လဲမိတ်ဆွေတနင်္ဂနွေသားသမီးတွေဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့တခြားဘာတွေတနင်္ဂနွေသားသမီးမိတ်ဆွေများဖို့ကတော့2025ခုနှစ်ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အတေချာပဲဖြစ်တယ်အစမှာဟုတ်မလို့လို့နဲ့ရုံကန်လိုက်ရ ဟာဘာကိုမဆိုအစင်တော့ပြေပါတယ်ဆိုရင်တော့တေးကြတယ်တကွနေသားသမီးမိတ်ဆွေတွေဟာဒီနှစ်ထောင်၂၆လာမယ့်နှစ်ထောင်၂၆ခုနှစ်မှာစိတ်ပူစရာကိုကျင်းသေးမလိုတော့ဘူး။ဘာကြောင့်လဲဆိုတော့နှစ်ထောင်၂၅ခုနှစ်ဟာတကွနေသားသမီးမိတ်ဆွေများဖို့ကံအားအတက်ကြကိုကမြန်ခဲ့တယ်အထူးသဖြင့်မိသားစုရေးရတဲ့အိမ်နွေးရေးရတဲ့မှာအချို့အထွေအပွေလီတွေများခဲ့တယ်နေရာထိုင်ခင်းဒေသအပြောင်းလဲတွေလည်းအများများခဲ့တဲ့နှစ်ဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်တယ်။သို့တော့ပြီးခဲ့တာတွေထားလိုက်တော့တကွနေသားသမီးမိတ်ဆွေတို့အနေနဲ့နှစ်ထောင်၂၅ခုနှစ်မှာဆိုလို့ရှိရင်မကြခင်တလားဆိုရင်ဆရာ ို့ဟောဒီဇင်ဘာကိုကုန်လို့ဇန်နဝါရီဆိုတဲ့2026ရဲ့ပြက်ကရင်ကလကာတခုကိုစတော့မယ်အဲ့တော့2025ခုနှစ်ထဲမှာမိတ်ဆွေတို့အနေနဲ့တနင်္ဂနွေသမီးတွေဟာလက်ရှိမှာတော်တိယော်တီလေးပဲဖြစ်ခဲ့တယ်အရန်ကြီးဆိုးထားတဲ့တဲမပါဘူးဆိုရင်တော့မိတ်ဆွေတို့ဟာ2026မှာတော့ကြိမ့်သေးပါဦးစိတ်ပူစရာမလိုဘူးစိတ်ညစ်စရာမလိုဘူးလက်မရေရေကြီးထောင်လို့ရပြီးတော့2025ကိုအဲစိုးဝါဝါမပိတ်သိမ်းခဲ့ဘူးဆိုရင်တော့2026ကိုရင်မကြီးကော့ပြီးတော့ဟာငါဟဲ့ဆိုပြီးတော့ရတနာပုံစိုက်ခင်းနဲ့စိုက်မဲ့သူလို့ ်အာတေချာတဲ့သားရွှေအိုးထားရတယ်လို့အောင်နိုင်သူကြီးတခုလို့အောင်လံလွင့်မဲ့သူမျိုးလို့ရဲရဲဝင်းနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်မဲ့နေ့တေချာတဲ့ကျင်းတည်2025မှာမိတ်ဆွေတို့အနေနဲ့မညံ့ခဲ့ဘူးဆိုရင်တော့2026ဟာမိတ်ဆွေတို့အတွက်ကံကောင်းခြင်းတွေတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တယ်။ထို့အပြင်မိတ်ဆွေ2025ခုနှစ်အတွင်းမှာတနည်းနည်းသာသမီးမိတ်ဆွေတွေအနေနဲ့ အဲမိတ်ဆွေတို့နေ2025ခုနှစ်ထဲမှာတုံးဝင်တာမိတ်ဆွေတွေနေနဲ့အဲလာမဲ့ကြံနဲ့တလှတာအတို့တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံအရှိနေရဘာနဲ့ဖြတ်တန်းတက်တယ်လဲဆိုတော့အဲကုတုကံအားဖြင့်ဆိုလို့ရှိရင်တော့အစိုးရလည်းမရောက်သွားအောင်2026ကိုအညံ့နေလည်းအဲမရောက်သွားအောင် ကန်ညှမ်းမှုတွေဆိုရင်တော့မကန်ကောင်းတဲ့ဘက်ကိုရောက်ရှိသွားအောင်လို့ဆိုလို့ရှိရင်တော့မိษွေတို့လန်တရားလေးပြင်တာမျိုးတို့နော်အဲဝါးဖောင်ကလေးလှူတာမျိုးတို့ဝါးတရားကလေးစတိလှူတာမျိုးတို့လှုပ်ဆောင်ပြီးလို့ရှိရင်မိษွေတနေ့တနင်္ဂနွေသားသမီးတွေအနေနဲ့2026ဟာကျင်းနေတဲ့ကန်ကောင်းမှုတွေနဲ့စတင်စီမှာအသေးချာပဲဖြစ်တယ်လို့ဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲမိษွေတို့အနေနဲ့အဲ ဆရာပြောတဲ့တနစ်စာဟောစရာနေ့မှာလဲမိတ်ဆွေတို့အနေနဲ့အဲဘာပဲဖြစ်ဖြစ်ဟိုရရလေးကြီးလိုက်လုပ်ပေးပါဒါအပြင်ကိုနှစ်အကုန်ပြက်ကြရင်ရရနဲ့အမိန်ပြန်တန်းရရလေးကိုဆရာမိတ်ဆွေပြောအနေနဲ့အမိန်ပြန်တန်းရရလေးတွေကိုဆရာမိတ်ဆွေပြောအနေနဲ့အဲလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောခြင်းပါတယ်ဒါအပြင်နောက်တစ်ခုက2025ခုနှစ်ထဲမှာတနုနေသားသမီးမိတ်ဆွေများအနေနဲ့ကဒီမိတ်ဆွေတို့ရဲ့ကံဟာ ညံ့ခဲ့တယ်ဆိုလို့ရှိရင်တော့မဆရာပြောတဲ့နှစ်ကုန်ပိုင်းမှာဆရာပြောတဲ့အမိန်ပြန်တန်းရေတရားတို့မတိလို့ရှိရင်လဲဆိုရှယ်မီဒီယာမှာခောက်ချလိုက်အမိန်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးကိုလိုက်ပြီးတော့လုတ်ပေးကြည့်ပါမိတ်ဆွေတို့ရဲ့ကန့်ညံ့မှုတွေဟာကန့်ကောက်မှုတွေရရှိပြီးတော့လက်ရှိမှာနေရာမမြဲအလုံးမမြဲဖြစ်မမြဲတဲ့တုံ့နှွေသားသမီးမိတ်ဆွေတို့အတွက်ကန်ဆာတာအပြောင်းလဲလေးနဲ့အထောက်ကူတော့90ရာခိုင်နှုန်းလောက်ရမှာအသေးစားပဲဖြစ်ကြောင်းနဲ့တနုံ့နှွေသားသမီးတွေအတွက်တော့ကျင်းသေးပါတယ်2025ဟာညံ့ခဲ့တဲ့နှစ်ဖြစ်ခဲ့တာတော့အသေးစားပဲဖြစ်တယ်သို့တော့ညံ့ခဲ့တဲ့ဆိုတော့ညာလဲမိတ်ဆွေဟာတရားကြီးမညံ့ဘူး က်ရှိမှာမိတ်ဆွေအနေနဲ့ဘလောက်မှဆူဆူဖွားဖွားမညံ့နေဘူးကံကလည်းအရင်ကြီးစိုးမနေဘူးဆိုရင်တော့တေချာတယ်မိတ်ဆွေ2026မှာမိတ်ဆွေကစိုးရိမ်စရာနှစ်မဟုတ်ပဲနဲ့တကယ်လို့ညံ့ခဲ့တဲ့မိတ်ဆွေများအနေနဲ့လည်းဆရာပေးတဲ့ရတရားလေးကိုတေချာလေးလိုက်လုပ်ပြီးဂျင်အာဖြင့်မိတ်ဆွေတနှုံးနေသားသမီးတွေဟာကန်စတာဟာလက်ကမောင်းခတ်ရောက်လာအောင်ကောင်းမွန်လာမှာအတေချာပဲဖြစ်ကြောင်းနဲ့ဆရာရဲ့ရတရားလေးကိုလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းပြောရင်းနဲ့တနှင်းလာသားသမီးတွေအတွက်ဆက်လိုက်ကြရအောင်